ားလုံးပဲမင်္ဂလာပါတခြားနေ့ကနေကြိုဆိုပါရစေကျမတို့မျိုးပါဒီခါမှလဲ JLPDN 5 level မင်းနာတော့နေဟုံးကဖတ်စာအုပ်သင်ရိုးတဲကသင်ခန်းစာ19 lesson 19ရဲ့ grammar pattern လေးတွေကိုတူတူလေ့လာသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့လေ့လာမယ့် grammar pattern လေးကစုစုပေါင်း6ခုရှိတယ်ပေါ့နော်ဆိုတော့ပထမဆုံးနံပါတ်1ဖြစ်တဲ့ verb ရဲ့ tag form လေးလေးလာမယ်။ဆိုတော့ verb ရဲ့ tag form လေးတွေကဘာအဓိပ္ပာယ်လဲဆိုတော့အတိတ်ကာလကိုပြတဲ့ကရိယာ verb လေးတွေဖြစ်ပါတယ်။ဆိုတော့ဘယ်သူနဲ့အဓိပ္ပာယ်သွားတူလဲဆိုတော့ verb မှာရှိ tag လေးနဲ့အဓိပ္ပာယ်သွားတူရယ်နော်။ အရင်တော့သင်ခဲ့ဘူးတဲ့ထားဘဲမှစားသည်ထားဘဲမှတာစားခဲ့ပါသည်အဲ့လိုပြောရတဲ့အတူတူပဲပေါ့နော်တာဖောင်လေးတွေကဆိုတာဖောင်လေးတွေကဘသူနဲ့ပတ်တန်ချိန်းတာချင်းအတူတူပဲလဲဆိုတော့သဲဖောင်လေးနဲ့ပတ်တန်ချိန်းတာချင်းအတူတူပဲဖြစ်ပါတယ်ဒါကြောင့်မို့သဲဖောင်လေးကိုတေချာရခဲ့တဲ့သူကတာဖောင်လေးကိုရဖို့အတွက်အရင်ပဲလွယ်ပါတယ်နော်ဆိုတော့တို့ရေသင်ခဲ့တဲ့ပတ်တန်တွေအများကြီးရှိပြီနော် mask ခဲပြီးရင် tie ပြီးရင် nine ပြီးလို့ရှိရင် g shot ပြီးရင်သဲဖောင်ဒီခေါက်တာဖောင်လေးကို လေ့လာမယ်နော်ဆိုတော့တဖောင်လေးကလည်းလုံးဝမှအခြေခံကြတယ်ဖောင်လေးတစ်ခုဖြစ်တဲ့အတွက်တခြားလေးလေ့လာဖို့လိုအပ်ပါတယ်ဆိုတော့သဲဖောင်လေးကိုတခြားတော့ပြန်နှွေးမယ်သဲနေရာမှာတလေးထည့်လိုက်ရင်ရပြီသဲနေရာမှာဒါလေးထည့်လိုက်ရင်ရပြီပေါ့နော်သဲဖောင်တော့က verb ရဲ့ group 1လေးမှာ mask key နောက်ဆုံးစကားလုံးလေးက i do mo ho chi do mo ho ri le na song yin a di ichi ri ko phyo chi sai zot tae le the kae de no di de khaw tae nya ma ba thae lai mle ta le thae lai mle da so yin ichi ri ba yin phyo chi sai zot ta mi bi ni ba yin phyo on tae le the kae de no di khaw on da le the me bo mi bi ni ba yin on da နောက် key ပါရင်အရင်တုန်းက key ကိုဖြုတ် i တဲ gi ပါရင် gi ကိုဖြုတ် i တဲထည့်ခဲ့တယ်ဒါဆိုရင်သဲနေရာမှာတသဲနေရာမှာဒလေးနဲ့ပြောင်းပြီးတော့ key ပါရင် i တ gi ပါရင် i ဒအဲ့လိုမျိုးလေးပြောင်းမှာဖြစ်ပါတယ်နောက် verb ရဲ့ group 1เนาะ verb ရဲ့ group 1မှာ she လေးနဲ့ဆုံးလို့ရှိရင် she ကိုဖြုတ်ဆရာမလို့ဘူးနောက်ကသဲလေးကပ်ပေးရုံပဲခင်ဗျာဆိုရှင် she ကိုဖြုတ်ဆရာမလို့ပဲနဲ့တလေးကပ်ပေးရုံပဲเนาะဒီရှိက verb ရဲ့ group 1ရှိเนาะ verb 3ရဲ့ရှိမဟုတ်เนาะ ကြတာဆိုရင် Vavia Group 2လေးတွေဆိုလို့ရှိရင်တော့လွယ်တယ်အရင်တော့ဘာပဲကတ်ခဲ့လဲသဲဖောင်လေးပဲကတ်ခဲ့တယ်ဒီခေါက်တဖောင်မှာကြတော့သဲနေရာမှာတာလေးပြောင်းပြီးကတ်လိုက်အောင်ပဲပေါ့ဆို Vavia Group 3အရင်တော့သဲဖောင်တုန်းက Group 3ကိုနောက်မှသဲလေးကတ်တယ်ဒီခေါက်လည်း Group 3ကိုနောက်မှတာလေးကတ်ပေးလိုက်အောင်ပဲပေါ့နော်ကြတာဆိုလို့ရှိရင်သဲနေရာမှာတသဲနေရာမှာဒါလေးကိုပြောင်းပြီးတော့မှတို့တွေလေ့ကျင့်ကြည့်ကြမယ်ဆိုတာဖောင်လေးကိုလေ့ကျင့်မယ်ဆိုရင် Khaki Mask ရေးသည်ဒါဆိုရင်ခိပါတဲ့အတွက်ခိကိုဖြုတ် อิตะคายตะရေးခဲ့သည်နော်မီမတ်တောက်သည်မိဆိုရက်အတွက်အွန်ဒါဖြစ်မယ်နော်နွန်ဒါတောက်ခဲ့သည်ထာဘဲမစားသည်ဂရုတူဖြစ်သွားပြီဒါဆိုရင်ထာဘဲတစားခဲ့သည်နော်နောက်ခုခီမတ်စတာဂရု3ရဲ့လာသည်ဆိုရက်ခန်းကြီးလေးနဲ့ခီမတ်စဒါဆိုရင်ခီတလာခဲ့သည်ပေါ့နော်ရှီမတ်ဆိုရင်ဂရု3ပဲဖြစ်တဲ့ရှီတလောက်ခဲ့သည် ဒါဆိုရှင်ရင် verb ရတာဖောင်လေးတွေကိုဒီမှာဒီစကားလုံးလေးတွေနဲ့ practice လုပ်ပေးပါဒီစာမျက်နှာလေးကို screenshot ရိုက်ပြီးတော့မှကိုယ့်ဘာသာကိုဒီကိုယ့်ဘာသာကိုဒီ verb လေးတွေကို mask ခဲရနေတခဲယူပြောင်းပြီးတော့လေ့ကျင့်ပေးပါနော်ဒါဆိုရင်တော့ verb ရတာဖောင်လေးကိုလေ့လာရတာအဆင်ပြေမယ်လို့ထင်ပါတယ်နော်ဆိုတော့နံပါတ်1လေးမှာကဒီ ta form လေးတွေကိုသုံးပြီးတော့စာကြောင်းလေးတွေဆက်တဲ့ဟာလေးကိုလေ့လာမယ်ဆိုတော့ verb ရဲ့ ta form နောက်မှာ kotto ga arimas ဆိုတာအသေးပါမယ်ပေါ့နော်ဒီစာချောင်းလေးသူ့ရဲ့အဓိပ္ပာယ်လေးကဘာအဓိပ္ပာယ်လဲဆိုတော့လှုပ်ဖူးတယ်သွားဖူးတယ်စားဖူးတယ်ပေါ့နော်အဲ့ဒီ action တစ်ခုခုကိုလှုပ်ဖူးတယ်ဆိုတာအဓိပ္ပာယ်လေးပေါ့ I have the experience ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဆိုရင်တို့ရေ example sentence လေးကိုသွားပြီးလေ့လာမယ် Kyonan Hokkaido de Umani Norimashi ta ဒီအဓိပ္ပာယ်လေးကဗာလဲမနှစ်ကား Hokkaido မှာမြင်းစီးခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့ ဒါဆိုရင်တို့တွေကစာကြောင်းတစ်ကြောင်းပြောကြည့်ကြည့်မယ်ဒါဆိုရင်ငါကမျက်စိဘူးတယ်ဆိုပြီးတော့ပြောကြည့်ချင်းဘယ်လိုမျိုးပြောမလဲ Umani no takoto ga arimasu Umani no takoto ga arimasu ဒါဆိုလို့ရှိရင်မျက်စိဘူးတယ်ဖြစ်သွားပြီเนาะဒါဆိုလို့ရှိရင်တဖောင်လေးပြီးအနောက်မှာခုတ်တူကအာရီမတ်ဆိုတာလေးကိုလိုက်ပေးလိုက်မယ်တဖောင်ခုတ်တူကအာရီမတ်ဆိုရင်ဒါဆိုရင်လှုပ်ဖူးတယ်ဆိုတာဒီပဲလေးပေါ့နိုတာခုတ်တူကအာရီမတ်မြင်းစီဘူးတယ် ဒီဘွားစာကြောင်းလေးမှာတော့မြင်းစီးဘူးတယ်လို့ပြောတာမဟုတ်ဘူးသူရဲ့မြင်းစီးခဲ့ဘူးတဲ့ experience ရှိခဲ့တယ်ပြီးဒီရောက်မှာငါမြင်းစီးဘူးတယ်ဆိုတော့ပြောချင်းဒီလိုပုံစံမျိုးလေးနဲ့ပြောရဲပေါ့နော်နောက်တစ်ကြောင်းလေးလာမယ်ニホンエイタコトがあります日本へいたことがあります。ジャパンを飛ぶで。だそうろしいな。行きますそうで漢字でやね。たファンいた。ぴなまことがありますそうだりがあていいめぼの。いたことがあります。飛ぶでそうびろばた変えまえの。 ဒါဆိုလို့ရှိရင် verb ရဲ့တာဖောင်းခုတူကအာရီမတ်ကဒီလိုလေးဖြစ်တယ်နော်ဒါဆိုရင်နားလည်မယ်လို့ထင်ပါတယ်နောက်နံပါတ်3လေးဒီမှာကျရင် action verb လေးရနှစ်ခုပါမယ်အရှိမ action verb 1ရှိတယ်နောက်မှာ action verb 2ရှိတယ်ပြီးရင်တာဖောင်းလေးနဲ့နောက်မှာအဲ့တာဖောင်းနောက်မှာ read လေးကိုကပ်ပေးမယ်တာရီပေါ့နော် verb 1 tari comma verb 2 tari she must ဒါဘလို့အဓိပ္ပာယ်လဲဆိုတော့ action 1ကိုလှုပ်လိုက် action 2လေးကိုလှုပ်လိုက်စသဖြင့်လှုပ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်နော် ဒါလေးကိုလည်းတို့ရေအေဇမဆနတ်စ်လေးကိုဖတ်ကြည့်မယ်။နီချီယိုဘီဝါသဲနေစုကိုရှိတာရီအေဂါအိုမီတာရီရှိမတ်။တနင်္ဂနွေနေ့မှာသဲနေစ်လေးရိုက်လိုက်ရုပ်ရှင်လေးကြည့်လိုက်လုပ်ပါမယ်တဲ့။အလိုဒီပဲလေနော်။ကျွန်တော်ကြောင့်ဖတ်ကြည့်မယ်။နီချီယိုဘီဝါသဲနေစုကိုရှိတာရီအေဂါအိုမီတာရီရှိမတ်တာ။တနင်္ဂနွေနေ့မှာသဲနေစ်လေးရိုက်လိုက်ရုပ်ရှင်လေးကြည့်လိုက်လုပ်ခဲ့ပါတယ်။ဒါဆိုရင်ဒီနှစ်ကြောင်းမှာပါကွာလဲ။ အရှိက action verb 1 tari အနောက်က action verb 2 tari ကအတူတူပဲအနောက်က she must နဲ့ must တားလေးပဲကွာရနော်ဆိုရင်အပေါ်ဟာလေးဆိုလို့ရှိရင် she must နဲ့သုံးတဲ့အခါမှာ तू က sunday တိုင်းလုပ်တယ်လို့အဓိပ္ပာယ်ရသွားပြီးတော့မှအောက်ကဟာလေးက she must တား first tense နဲ့ရေးတဲ့အခါမှာပြီးခဲ့တဲ့ sunday ကလုပ်တယ်ဆိုတဲ့ပုံစံလေးနဲ့ဘာသာပြန်နေပေါ့နော်ဆိုတော့သူတို့နှစ်ခုလုံးကတာရီတာရီဖောင်လေးကိုသုံးထားတာတော့အတူတူပဲဖြစ်တယ်ဒါကြောင့်ပြန်လေ့လာမှာက verb 1 action တာရီ verb to action တာရီရှိမစအဲ့ဒီဟာလေးလှုပ်လိုက်ဒီဟာလေးလှုပ်လိုက်လုပ်ပါတယ်ပေါ့နော်ဒုတိယအကြောင်းမှာလည်းအလိုပဲ share verb 1 action 30နောက်က verb 2 action 30နောက်က she must အဲ့ဒါမှသူက past အနေနဲ့ရေးချင်တာဖြစ်တဲ့အတွက် she must 30နဲ့ရေးလိုက်တယ်เนาะဒါဆိုရင်ဒီစာကြောင်းနှစ်ကြောင်းရဲ့အဓိပ္ပာယ်ကွဲပြားချက်လေးကိုနားလည်မယ်လို့ထင်တယ်เนาะဒါဆိုနောက်ထပ်စာကြောင်းနှစ်ကြောင်းကိုဖတ်ကြည့်ရအောင်니치요비와테니스をして映画を見ました。တနင်္ဂနွေနေ့မှာ tennis ရိုက်ပြီးတော့ရုပ်ရှင်ကြည့်ခဲ့ပါတယ်။ ကြတာဆိုရင်ရှိတာရီရှိတာရီရှိမရှိတာနဲ့ရှိတဲ့မိမရှိတာနဲ့ဘာကွာလဲအတိတ်ပဲလေးကဒီမှာသဲဖောင်လေးနဲ့တုံးထားတာဖြစ်တဲ့အတွက်သူက tennis ရိုက်ပြီးတော့မှရုပ်ရှင်ကြည့်တယ်ဆိုတော့သူကအစီအစဉ်တိုင်းလေးကိုပြောတာပါနော် tennis ကအရှိမလုတ်ကိုလောက်ရမယ် tennis လုတ်ပြီးတော့အခါကျမှရုပ်ရှင်ကြည့်တာဆိုတော့ဒီအပေါ်ကတာရီတာရီရကြတော့သူက tennis အရင်ရိုက်တာလည်းဖြစ်နိုင်တယ်အဲဒီကောက်အရင်ကြည့်ရလည်းဖြစ်နိုင်တယ်နောက်ထပ်တခြားဟာကြီးလုတ်သေးတာလည်းဖြစ်နိုင်တယ် သူအစရှိသဖြင့်လောက်တာလို့ပြောတာဖြစ်တဲ့အတွက်ဒီနှစ်ခုတော့လောက်တာသေးကြရဲတခြားဟာတွေလည်းလုံနိုင်သေးတယ်ဒါပေမဲ့တတိယစာကြောင်းလေးကကြာအဲ့လိုမဟုတ်ဒီနှစ်ခုပဲလောက်တာအဲ့နှစ်ခုပဲလောက်တာအောင်မှ tennis ကိုအရင်ရိုက်တာပြီးတော့မှနောက်ကတစ်ခုလောက်တာเนาะ action တစ်ခုပြီးကမှနောက်ထပ် action လောက်တယ်ဆိုတော့ button လေးဖြစ်တယ်เนาะ the phone လေးနဲ့ဇက်ထားတာကြည့်ဒါဆိုရင်ဒီ၃ချောင်းရဲ့ကွာခြားချက်လေးကိုနားလည်မယ်လို့ထင်တယ်เนาะဆိုတော့ဒီ button လေးမှာအဓိကက လေ့လာတာကတော့တာတိတာတိပတ္တန်လေးကိုပဲအဓိကလေ့လာတာပါဒီအောက်ဆုံးစာကြောင်းလေးကတော့ဒါကရှင်ပြီးတော့ဖော်ပြထားတာပေါ့နော်ဒါဆိုလို့ရှိရင် verb 1 action 30 verb 2 action 30 she must နေကိုနားလည်ပြီလို့ထင်တယ်เนาะဒီဟာလေးလှုပ်လိုက်ဒီဟာလေးလှုပ်လိုက်အစရှိသဖြင့်လှုပ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ဒါဆိုနောက်ဆုံးပတ်တန်လေးပေါ့เนาะပတ်တန်နံပါတ်4လေးကိုလေ့လာမယ် ော့ဒီတစ်ခုကကျတော့တဖောင်လေးကိုလေ့လာတာမဟုတ်တော့ဘဲနဲ့နာဒီမတ်ဆိုတဲ့စကားလုံးလေးကိုလေ့လာမှာပေါ့နော်တို့ရေ vocal မှာကြက်ခဲ့တဲ့နာဒီမတ်ဆိုတာဖြစ်လာသည်ဆိုတဲ့စကားလုံးလေးသူ့ရဲ့ရှေ့မှာ edge တက်တွေလိုက်နိုင်တယ်ပြီးနောင်းနေလိုက်နိုင်တယ်ဆိုတော့ edge တက်လိုက်မယ်ဆိုလို့ရှိရင် edge တက်ရဲ့နောက်ဆုံး e လေးကိုဖြုတ်ခုလေးပေါင်းပြီးတော့နာဒီမတ်အဲ့ဒီဟာတစ်ခုခုဖြစ်လာပါတယ်ပေါ့နော်နာအဂျီတစ်ဆိုရင်လည်းနာကိုထည့်ပေးကြမလို့ပဲနဲ့အနောက်မှာနိလေးကပ်ပြီးတော့မှနာဒီမတ်စ်နဲ့တွဲပေးရမယ်။အဲ့ဒီနာအဂျီတစ်လေးဖြစ်လာပါတယ်။နောင်းဆိုရင်တော့ နာအဂျစ်နဲ့တူတူပဲလေမာနိလေးခံပြီးမှနာဒီမတ်စ်နဲ့ကပ်ပေးမယ်။သူ့ရဲ့အဓိပ္ပာယ်ကတခုခု ဖြစ်လာပါသည်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။ပြန်ပြောမယ်ဆိုရင် EAG တက်ဆိုရင်ခုနာ EAG တက်နဲ့နောင်ဆိုရင်နိလေးကပ်ပြီးတော့မှအနောက်မှာနာဒီမတ်စ်လေးနဲ့တွဲပေးပါ။အစ်စမဆနက်စ်လေးဝတ်ကြည့်မယ်။စာမှုဤအေတော့ဒါဆိုရင် E လေးကိုဖြုတ်ခုထက်စာမှုခုနာဒီမတ်စ် A လာပါသည်။အဲ့လိုအဓိပ္ပာယ်လေးပေါ့နော်။နောက်ခု Genki Genki ကနာ EAG တက်လေး။ ဒါဆိုရှင် Genki ရဲ့နောက်မှာ ni တွေကပ်ပေးရမယ် Genki ni narimasu ကျမ်းမှာလာပါသည်ပေါ့နော်ဒါဆိုနောက်ဆုံးတစ်ခု Nijuko sai အသက်25နှစ်ဒါဆိုနောင်းလေးပေါ့နော်နောက်ဆိုလို့ရှိရင်လည်းအနောက်မှာနှိတွေကပ်ပြရမယ်။နီဂျူကောဆိုင်နှိနာဒီမတ်25နှစ်ဖြစ်လာပါပြီ။25နှစ်ပြည့်လာပါပြီဆိုတဲ့အထိပဲမျိုးလေးပေါ့။အဲဒါဆိုရှင်နားလည်မယ်နော်။နာဒီမတ်ရဲ့အရှိမ EG တက်လေးဆိုရင် EO ပြုတ်ခုထက် နာဒီမဆက်ရှိမှာနာအဂျီတစ်ဆိုလို့ရှိရင်နောက်မှာနိကက်မယ်နောက်ဆိုရင်လည်းနိကက်မယ်အဓိပ္ပာယ်လေးကအဲ့တခုခုဖြစ်လာပါသည်ဆိုရအဓိပ္ပာယ်လေးပဲဖြစ်ပါတယ်နော်ဒါဆိုရင်ပတာဖိုလီယိုလေးလာတာအဆင်ပြေမှတ်တယ်နော်တခုခုနောက်မှာနာဒီမဆိုရင်ဖြစ်လာသည်ဆိုရအဓိပ္ပာယ်လေးပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဒီနေ့ရဲ့ grammar pattern စုစုပေါင်း၄ခုကို လေ့လာလုပ်ပြီးသွားပါပြီအားလုံးပဲနားလည်လိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းတူတူပြန်တွေ့ကြပါဦးမယ်နော်မာတာစကီနိုတို့ကလည်းအားမရှော့ဘိုင်ဘိုင်